မွေးနေ့မတိုင်ခင်တပတ်လောက်အလိုမှာမွေးနေ့အကျိုးအလူလေးလောက်သွားတာပါအဲဒီတရက်နေ့အတွင်းကိုလည်း overseas ပြန်ရတော့မှာဆိုတော့လေအဲမြန်မာနိုင်ငံမှာမွေးနေ့အကျိုးအလူလေးလောက်သွားတာပါဟုတ်နော်မောင်ခေါ်ရနောက်ကမမမောင်ခေါ်ရလိုက်ပါလားဆိုလိုက်ရအောင်ပါဆိုတော့လေအပြီးမဟုတ်ပါဘူးညအောင်ဆုံးတော့လေဒီဘက်မှာလည်းဒီဘက်က ဟိုနေတဲ့အခြေကျပြီးနေထိုင်တဲ့သူတွေဖြစ်တဲ့အတွက်လည်းမြန်မာနိုင်ငံကတော့လာဖြစ်နေအောင်ပါပါ။အားကြီးတယ်သွားဖြစ်ပါ။အားကြီးတယ်သွားတာ။ဘုံရည်ကြီးကအစ။ဘုံရည်ကြီးကအစအကုန်လုံးပါပဲမကြီးသေးတို့အဲ့လိုမျိုးအဆောင်ပါပဲ။ညားနေလောက်ပြီ။အဲ့လည်းချိန်ရသေးတာပေါ့။တော်တော်တော့စုပြီးသွားပြီ။ဝင်လဲဆောင်ကြည်ပဲเนาะ ဘဝမှာတဖို့ကြီးဆုံးဘောတော်တော်ထိမ့်သိမ့်နေအဲ့တော့ဖျားပေးတဲ့အတိုင်းပေါ့ညောင်းလင်းချက်တော့ရှိတာပေါ့ဖျားပေးတဲ့အတိုင်းပေါ့ဟုတ်အဲအဲ့လိုရောမတွေးထားပါဘူးအခုမှလည်းအိမ်တော်ပြုတ်လာတာပေါ့နော်အခုအခုဆိုရင်တလားတလားပဲရှိသေးတယ်ဆိုတော့လေစက်တာကတော့ဘုရားသခင်အလိုတော်တိုင်းပေါ့ နောက်လအောက်တိုဘာ6ရက်နေ့ဆိုလို့ရှင်ခရစ်ရဲ့မွေးနေ့လေးလာတော့မယ်ပေါ့နော်အဲဆိုတော့ဒီမွေးနေ့မတိုင်ခင်တပတ်လောက်အလိုမှာမွေးနေ့အကျိုးအလူလေးလောက်သွားတာပါအဲဒီတရက်နေ့အတွင်းကိုလည်း overseas ပြန်ရတော့မှာဆိုတော့လေအဲမြန်မာနိုင်ငံမှာမွေးနေ့အကျိုးအလူလေးလောက်သွားတာပါဟုတ် သွားဖို့တော့အခုထိပြင်ပန်းနေတော့မပြင်ဆင်နေရတာတွေရလေအဲဒီကအစားအသောက်တွေမြန်မာစားမြန်မာအစားအသောက်တွေကြိုက်တော့အရာတွေရယ်ဆိုဗီနီယာတွေလည်းဝယ်ရမယ်အများကြီးပဲပေါ့နော်ယူသွားမယ်ပစ္စည်းတွေလည်းရှိရယ်ရှားသီးဥတွေမတူတဲ့ခါကျတော့အဲထည့်ရမယ်ပစ္စည်းတွေအဲ့လိုမျိုးတွေပေါ့အများကြီးပေါ့ဒီမှာလည်းပျော်လို့ပျော်လို့မပြီးသေးဘူးအထိကပျော်နေတော့မယ်ပျော်လို့မဟုတ်ရသေးဘူးပေါ့ဟောအထိကတော့ထွေထွေထွတ်တော့မဟုတ်ပါဘူးဟာပေါ့အကိုကဘယ်လိုပြောမလဲမစားတာများတဲ့ဟိုဘက်မှာကျတော့ အစားတောက်တရားဟိုဘက်ကပုံစံတမျိုးလေဒီဘက်မှာကျတော့သူကမြန်မာစာတွေလည်းအရန်ကြိုက်တယ်အရန်ကြိုက်တော့တော်တော်များများလဲစားပြစ်တယ်ပေါ့အစားပြစ်တော့ဆေးရုံမှာ food poison ဖြစ်သွားတယ်သဘောပေါ့လေအဲအဲ့တော့ဆေးရုံခဏနှစ်ရက်လောက်တက်လိုက်ရတာပါအခုတော့တတိထားပေးနေရပုံဖေးဆိုင်နေရတာပေါ့အကုန်ကြိုက်ပါတယ်အဓိကကတော့အစားတောက်ဆိုမရွေးဘူးအကုန်လဲကြိုက်တယ်အပြင်မှာလဲစားတယ်အိမ်မှာလဲစားတယ်အကုန်လုံးပေါ့နော်အဲ့လိုဆိုတော့ပုံပြီးအစားစုံသွားတာလဲပါတာပေါ့ ဓိကကတော့ပုံမှန်လူတွေအတွက်နဲ့ဆိုရင်တော့အဲဒီမှာပုံမှန်စားနေကြလူတွေအတွက်ဆိုရင်တော့ဘာမှမဖြစ်ဘူးပေါ့လေအားလုံးလည်းတူတူစားကြဒါပေမဲ့သူကကြတော့အဲဒီလိုမျိုးအစားအသောက်တွေနဲ့အနေဝေးရာကြပြီဆိုတော့သူတို့ overseas မှာနေတဲ့လူတွေဖြစ်တတ်တယ်လीဒီလိုမျိုး food poison ဖြစ်တတ်ပါတယ်ဟုတ် အမြင်အရန်ကိုဂိတ်ဆိုင်ပါအခုဆိုပိုးဆိုင်ရတယ်သူကချွေးတွေလည်းရမ်းပြန်တတ်တော့ခုနဆိုလေတအားချွေးတွေထွက်နေပေါ့နော်ဝေဒါမတူတဲ့နေရာကနေလာတာဟိုဘက်မှာじゃအေးတယ်လေဒီဘက်မှာじゃတော့အမြင်ပူလေးဆွတ်ဆွတ်နေခါじゃသူချွေးတွေအရန်ထွက်နေအဲ့ဒါလည်းအေးမိမှာစိုးရိမ်ပြီးဂိတ်ဆိုင်ပေးနေရတယ်อืม ပြန်သွားတဲ့ခါတော့အခုကတော့သူကအဲဘယ်လိုပြောမလဲဟိုမှာလဲနေတော့နေရအောင်ပါပေါ့နော်သူအလုပ်တွေရှိတဲ့ခါကျတော့ပြီးသွားလို့ရှိရင်တော့မကြမကြပြန်လာမယ့် plan တော့ရှိနေပါပြီအရှင်တော့ဆိုရင်တော့သူကလေအဲဟိုဘက်မှာပဲနေတဲ့သူဆိုတော့အရင်လဲအနေများတယ်သူဘာပြောလဲဆိုတော့မြန်မာနိုင်ငံဝိုးရဒီတစ်ခါပြန်လာပြီးနေဖြစ်တာသူ life မှာအကြဆုံးပေါ့နော်တခါမှမြန်မာနိုင်ငံမှာအဲ့လောက်အကြကြီးပြန်လာပြီးမနေဖြစ်ဘူးတဲ့ဒီတစ်ခါကျတော့မင်္ဂလာမဆောင်ရင်နှစ်ပတ်အလိုလောက်ရဲအခုနေတာရဲဆိုရင်နှစ်လနီးပါးလောက်တော့ကြာသွားတာပေါ့နော် အဲ့လိုမျိုးဆိုတော့လေမပြောင်းငင်းကလွမ်းနေသည်ပေါ့အဲသူတို့ကတော့မပြောင်းငင်းကလွမ်းနေသည်ဘယ်တော့ပြန်လာမှာလဲပြီးလို့ရှိရင်မေးကြပါတယ်ဟိုလုတ်တီရောလုတ်ဖြစ်အောင်မလားဆိုတော့နောက်ထပ်3လောက်ပါပဲနောက်3လကျော်လောက်နေရင်တော့ပြန်လာပြည့်အောင်မှာပါ ဟုတ်ကဲ့ရှိုက်ချင်ပါပါရှိုက်ချင်ပါပါအားလုံးလည်းအဲအိမ်အောင်ကြရင်တော့ခဏပေါ့လာပိုင်းလောက်လေးတော့အဲဒီလိုပဲပေါ့နော်မောင်ခွေရနောက်ကိုမမမောင်ခွေရလိုက်ပါလားဆိုလိုက်ရအောင်ပါဆိုတော့လေအားဆောင်ဒီဒိတ်တချင်းလေးရအထိပယ်ရှိရပေါ့နော်မမမောင်ခွေရလိုက်ပါလားဆိုတော့အားဆောင်အခုလိုက်သွားအောင်ပါဆိုတော့သုံးလလောက်တော့ကြာပါမယ်ပေါ့ကြာမယ်လာမယ်ပေါ့ခဏပါပေါ့နော်အဲမင်းအားဆောင်မှာအထိပယ်နဲ့အစတွေရအထိပယ်နဲ့မောင်ခွေရလိုက်ရမယ်ဆိုလို့အားဆောင်နာပြီးတော့မဟုတ်သေးဘူး အပြင်မဟုတ်ပါဘူးနောက်ဆုံးတော့လည်းဒီဘက်မှာလည်းဒီဘက်ကဟိုနေတဲ့အခြေကျပြီးနေထိုင်တဲ့သူတွေဖြစ်တဲ့အတွက်လည်းမြန်မာနိုင်ငံကတော့လာပြစ်နေုံမှာပါဟုတ်ပါဆိုရင်လေအာအကိုဆိုရင်လေကိုဝေယံဆိုရင်လေသူမိဘတွေမိသားစုတွေလည်းဒီဘက်မှာရှိရယ်အာအမဆိုလို့ရှင်လေဒီဘက်မှာမိသားစုတွေရှိရောလေလာပြည့်နေုံမှာပါကိုဘဒီဘက်သွားလိုက်လာလိုက်ပေါ့အခုကတော့ညာကြီးတယ်သွားတာဘုံရည်ကြီးကအစဘုံရည်ကြီးကအစအကုန်လုံးပါပဲမကြီးသေးတို့အဲ့လိုမျိုးအဆောင်ပါပဲ အဲနှစ်ယောက်စလုံးကမြန်မာစားစာကြီးလေးကြိုက်တယ်ပြီးတော့ဟိုယူရိုပဟိုဟွာကြတော့လေမြန်မာစားတော့ကရှားရတယ်လေလို့မျိုးဆိုတော့ဟိုမှာကစွန်ရွက်တွေပါရေးဆိုလဲဝယ်ဖို့ခက်တယ်ပေါ့နော်လူပြုတ်ခတ်တယ်အားမျိုးကြီးအများကြီးပါပဲအရွက်တွေတော့တင်မသွားဘူးပေါ့လေဒါပေမဲ့အခြားဟာတွေပေါ့ညနေလောက်ပြီးအဲ့လေချိန်ရသေးရပေါ့တော်တော်တော့စုပြီးသွားပြီဒါပေါ့သူ့ကိုရထားပြီဝင်းကြီးလက်ဆောင်အကြီးကြီးပဲနော်ဘဝမှာတန်ဖိုးကြီးဆုံးတန်ဖိုးကြီးဆုံးပေါ့တော်တော်ထိမ့်သိမ့်နေ တော့ဖျားပေးတဲ့အတိုင်းပေါ့မျောလင်းချက်တော့ရှိတာပေါ့ဖျားပေးတဲ့အတိုင်းပေါ့ဟုတ်အဲအဲ့လိုရောမတွေးထားပါဘူးအခုမှလည်းအိမ်အောင်ပြုတ်လာတာပေါ့နော်အခုအခုဆိုရင်တလားတလားပဲရှိသေးတယ်ဆိုတော့လေစန္ဒာကတော့ဘုရားသခင်အဲ့လိုတော့တိုင်းပေါ့အဲအဲ့လိုရောအများကြီးရောကြုံတွေးထားတာမရှိသေးပါဘူးညီမလေးရဲ့အမတို့လည်းအခုမှအဲအိမ်အောင်ကြာကစားဆိုတော့လေအဲ့လိုမျိုးပေါ့ family life plan ကတော့အားလုံးတွေးထားသလိုပါပဲအဲ အလုံးအဲဒါအိမ်အောင်ကြကာစာလူတွေရေးထားတဲ့ အတိုင်းပါပဲလူပါပဲအများကြီးတော့စဉ်းစားထားတော့မရှိဘူးသာသမီယန္တနာကတော့ရရင်လည်းယူမယ်ပေါ့အဲမရတော့လည်းမရလို့မရတဲ့အတိုင်းပေါ့ဒီမှာလေးအများကြီးလည်းအဲ့လိုကြီးမှန်တိုင်းပြောရရင်မျောလင့်ထားတာတော့မရှိဘူးအမားတို့ကအသက်အရွယ်တခုလည်းရောက်နေပြီအဲခေတ်ကာလကြီးမှာဟိုဘယ်လိုပြောမလဲအဲအရင် stress တွေမလိုချင်ဘူးလေဟိုအရင်တခုခုကိုဆိုရင်ကွာအမက seriousty အရင်ထားပြီးတော့မျောလင့်နေတာမျိုးတော့မလုပ်ထားဘူးအကိုနဲ့လည်းအဲ့လိုလေးတိုင်ပင်ထားရတယ်အရင်သွေးရတနာရရင်လည်းယူမယ်မရရင်လည်းအဲတိတ်စ serious စိတ်ထဲမှာမထားဘူးပေါ့နော်အလိုပေါ့ပေါ့ပါပါလေးပဲထားရတယ်โอ้ทีนี้ดูๆတော့မရှိပါဘူးပြိသက်တွေရဲ့ချက်ချင်းမြတ်တာတွေရတဲ့အတွက်လည်းဒီနေရာနေကျေးဇူးအများကြီးတင်ပါတယ်။စုတောင်းစကားတွေအတွက်မြတ်တာစကားတွေအတွက်လည်းကျေးဇူးအများကြီးအများကြီးတင်ပါတယ်။